ခင်ပြုမတီးပါဒေါ်ရီတို့ရဲ့မိတ်ဆွေပါဒေါ်ရီတို့ကဘာလို့လဲတထက်တဲကြရယ်ပေါ့နော်တထက်တဲကြရယ်လို့ခန်းစားရတယ်ခင်ပြုမတီးကရိုက်တာလေးနဲ့ပေါ့နော်ကိုတိုင်းညာပြောတယ်ပေါ့နော်ဒီလိုဒီလိုကားလိုက်တဲ့အဲ့နဲ့သူတို့ကအဲ့လိုကားလို့ရမလဲအမိမထင်ဘူးဟိုစိတ်ထဲကနေ DJ B နဲ့လိုက်ပြီးတော့မှအမီ changes တွေလောက်တာပေါ့နော်မြန်မာသချင်းဆိုလဲမြန်မာကောက်ကိုခန်းစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလဲရှမ်းပေါ့နော်အဲ့ဒီရဲ့ character တွေပေါ်မှာတော့အမီလုံးလို့ရပါတယ်ရှင် ြန်ဝအီမီစပြီးတော့မှဒုတိယကြိမ်ဖြစ်လာတဲ့အချိန်မှာပေါ့နော်2023မှာအာရိုက်ထားတဲ့ဖုံးရွှေပြီးတော့အိမ်မြောင်ဒုတိယကားပေါ့နော်အဲ့မှာဘယ်လိုမျိုးလက်ခံဖြစ်လဲဆိုတော့အီမီကအဲ့နေရာလေးကထူးခြားခြားလေးလည်းဖြစ်တယ်ပြီးလို့ရှိရင်အဲ့နဲ့ဆီယမလေးတယောက်ဖြစ်နေရပါတော့ဆိုတော့အဲ့ဒီဟာနဲ့အမီကဒီ we fret production ကလည်းဒီဒီကားနဲ့ပထမဆုံးဖြစ်တယ်ညီမလေးရယ်ဆိုတေချာ meeting လုပ်ပြီးမှညီမလေးနဲ့ပွဲဦးထွက်လေးဟိုဒီ production ကိုလုပ်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ character လေးမှာအမီလှလှလဲလဲကိုမ လက်ခံဖြစ်တာပါရှင်။မှတ်တရရှိတာအဲ့ဒီကရိုက်တဲ့ချိန်မှာအမေကတထက်တဲကြရယ်ပေါ့နော်။တထက်တဲကြရယ်လို့ခံစားရတယ်။ခင်ပြိုမဒီကရိုက်တာလေးနဲ့ပေါ့နော်။အဲ့ဒီစိတ်တော့အခုပြန်ဖြစ်တယ်။အဲ့ဒီကြည်နေတဲ့ချိန်မှာအဲ့ဒီခံစားချက်လေးပြန်ဖြစ်ပါတယ်။ဟုတ်။ကင်ပြူမန်ဒီပါဒေါ်ရီတိုရဲ့မိတ်ဆွေပါဒေါ်ရီတိုကဘာလို့လဲဟဲ့ကောကိုမင်းကိုမင်းအမေကိုအမေလိုပဲခေါ်တာကြာတော့လေတညလို့တဲလို့ရမလား ဲ့မှာကားရတဲ့ဆင်းလေးတွေပါတယ်တချို့ဟာလေဆိုရင်သူကအမိခံယူထားတဲ့ဟိုအက်တာပေါ့နော်အက်ထရက်ပေါ့အဲ့ဒီရဲ့ခေချေလန်းလေးကိုသွားချင်တာဖြစ်တဲ့အတွက်ရည်စင်တဲ့နေရာမှာသူများကိုရည်တဲ့မှုကိုပေးနိုင်ရမယ်ငိုချင်တဲ့ချိန်မှာကြည့်တဲ့ပြိသက်တယောက်ချင်းစီတိုင်းငိုတဲ့မှုကိုပေးနိုင်ရမယ်ဘဲဟာ character မှာအဝင်ခွင့်ချဖြစ်ချင်လဲဆိုတဲ့ဟာအိမ်မြန်မာတော့အဲ့စင်းလေးတိုင်းမှာသူ့ဘာနဲ့သူတော့အမီခံစားမှုလေတော့ရှိပါတယ် မင်းတို့တွေလောစောတတ်တာနဲ့ဒီအင်ကြီးတွေရောက်လာခဲ့ဝေရဖို့တမလာနဲ့ငါတို့က၆ပြလိုက်မှာကိုကင်ကြီးနဲ့အမီနဲ့အဲ့မှာအဲ့စင်ပေါ့နော်အဲ့မှာအမီကဟိုဒရိုက်တာကိုသားညီရကိုသားညီရပြောတယ်ပေါ့နော်ဒီလိုဒီလိုကားလိုက်တဲ့အဲ့နဲ့သူတို့ကအဲ့လိုကားလို့ရမယ်အမီမထင်ဘူးဒီဟာတွေကအမီကိုဒုရယာကျေပေါ်လာတဲ့အချိန်မှာပူရာကတာနဲ့ပဲဖြစ်နေခဲ့တာ哦ဒါပေမဲ့အဲ့အချိန်မှာဟဲ့ကောက်လို့ရရပေါ့နော်အမီလုတ်တာတွေကခရိုက်တာနဲ့ကိုဟိုဟာဖြစ်တယ်ဆိုတော့ အဲရိုက်တက်ချင်မှလည်းအမီအရန်ကိုမှစိတ်ချမ်းသာခဲ့ရပါတယ်ဟိုစိတ်ထဲကနေ DJ B နဲ့လိုက်ပြီးတော့မှအမီ changes တွေလောက်တာပေါ့နော်အဲအဲ့လိုရှိပါတယ်မြန်မာသချင်းဆိုလည်းအမီမြန်မာကောက်ကိုခန်းစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလည်းရှမ်းပေါ့နော်အဲ့ဒီရဲ့ character တွေပေါ်မှာတော့အမီလုံးလို့ရပါတယ်ရှင်ဟုတ်တီလိုတန်ရတော့ဘယ်တီလိုမဆိုတော့ဟိုအသက်ဝင်မှုရှိပါတယ်အမှန်တော့တူပါတယ်ဒီ character လေးပါပဲဘာလို့လဲဆိုတော့ ဒီထဲမှာဖြစ်နေတဲ့အတိုင်းပါပဲအမှန်တမ်းပြောလို့ရှိရင်အပြင်ရအီမီနဲ့အထက်ရအီမီနဲ့အဲ့တော့ကျွန်တော်အဲ့ဇာညုံးကိုသေချာအီမီဟိုသေချာကြည့်တယ်ပေါ့နော်ကမ်ပူမီဒီရဲ့လောက်ရမဲ့ဟာလေးတွေကဘာလဲဆိုတော့အခုလိုမျိုးအမျိုးသားတွေပါတယ်အဲအဲ့လိုပေါ့နော်အဲဝိုင်းပြီးတော့မှအဲ့ဒါတွေကတဲ့ character တွေထဲမှာဖြစ်ပါတယ်အီမီနဲ့တူပါတယ်ဟုတ်လိုက်ဝိုင်းပြီးတော့ကြောင်နာလေးကတ်တီလဲပါတယ်ပြီးတော့ရှင်နောက်ဆုံးမှအသိန်းတာကကျမက ဆက်သွယ်လို့ရတယ်ဆိုတဲ့ဟာလည်းပါတယ်ပြီးလို့ရှိရင်ဒီထဲမှာဟိုဘယ်လိုပြောမလဲတိမ်ပွေပြီးတော့မှဟိုလှပတဲ့မိမသားတယောက်ဖြစ်ချင်တဲ့ဟာလေးတွေကဒီထဲက character နဲ့ဒီစကားတွေရဲ့ချားမှာခံစားမှုလေးရှိပါတယ်လို့ဟုတ်အမီအခု အမူရောက်ပြောမယ်ဆိုရင်တော့အမီမူတွေကအခု forever back သွားနေရပေါ့နော်ဒီပြင်စင်တွေရောစိတ်တွေရောအမီကအဲ့မူတိုင်ကိုချက်ချင်းပြီးတော့နေတတ်တယ်အဲ့တော့အမီကိုဒီတစ်ခါတွေ့တာနောက်တစ်ခါတွေ့တာတူမှမဟုတ်ဘူးအမီကမူလိုက်ကိုတက်ဝင်တဲ့လူဖြစ်တဲ့အတွက်ဒီတစ်ခါတွေ့တော့သူ့ရုပ်ကြီးကတည်နေပါတယ်ရှေ့ခါတော့ cute cute တိုက်ဆို cute တိုက်ဖြစ်တဲ့ချိန်မှာ cute တိုက်ဝင်စားတယ်အမီကအဲဒီမူဖြစ်ရင်ဒီမူတိုင်ကိုနေတတ်တယ်ပေါ့နော်ဆိုတော့အမီကိုတစ်ခါနဲ့တစ်ခါတွေ့တဲ့ချိန်မှာတော့တူမှမဟုတ်ဘူးနောက်ပိုင်းမှာကျတော့အဲ့မူလိုက်ပဲနေဖြစ်မယ်လို့တော့ကိုကိုထင်တယ်ဟုတ် တောင်တော့မှဟိုကတော့မတ်စကာလာတော့မပါထားဘူးလေဒါအမီရဲ့နည်းနည်းလိုအပ်တာလေးနှခန်းညီလေးစိုးတယ်ရခုံးလေးနည်းနည်းဖြည့်တယ်အဲ့ထဲရဟာကတော့တဘာဝလိုပဲတဘာဝထက်နည်းနည်းလေးပဲဟိုရွတ်ရှင်ဆိုတော့ပိတ်ကားမှလူတိုင်းကြည့်မှာလေဆိုတော့အဲ့ဒါလေးပဲချက်ထားတာပါမျက်တောင်တူတွေပါတယ်အခုပွက်တက်တဲ့ဘာမှမဆိုင်ဘူးပေါ့နော်ဆိုတော့ကျင်နေပါတယ်အမီရဲ့မျက်လုံးအယောင်လေးတွေလည်းထဲရ ဟိုကိုကင်ကြီးနဲ့ဆင်းပါလေကားတယ်မကားခင်ရေလောင်းတဲ့ဟာမှာဆိုမျက်လုံးထဲကအယောင်လေးတွေပါတွေ့ရတယ်ပေါ့နော်ဆိုတော့အမီတို့က feeling သမားဖြစ်တဲ့အတွက်ဒီဆင်းလေးကိုကြည့်ပြီးတော့မှကိုကြည်နူးရတဲ့ပိုင်းလေးရှိတယ်ဩဒီချိန်မှာမျက်လုံးလေးက short လက်နေရပဲပေါ့နော်အဲ့ခံစားချက်ကိုတော့ကြည်ရင်းနဲ့ကိုကိုကိုခံစားမိပြီးတော့ဒါကြုံလို့ပြောတာပေါ့နော်စိတ်ထဲဖြစ်သွားတဲ့ပီတိလေးပါပဲဟုတ်ဒီနဲ့တူရေချိုးရှင်လေးအခုနောက်ပိုင်းက ဘယ်လိုပြောမလဲရိုးရရမှုလည်းမဟုတ်ဘူးဟိုခန်းစားချက်တွေကဒူဘိုင်းဘက်ကိုသွားနေရပေါ့နော်ဖီလင်ကကြောက်အာစပင်နေရောအဲ့ဒီဝစ်စားတွေဒီလိုမျိုးတင်းလာတဲ့ဟာလေးတွေပေါ့နော်ခန်းစားချက်တိုင်းတော့အမီနေဖြစ်ပါတယ်ဟုတ်အာအဲ့ဒါတော့ကျိုးမစားတော့မစားသေးပါဘူးဟုတ်ဒူဘိုင်းမှုလေရောက်နေပါတယ် feeling တွေအကုန်လုံးကအဲ့ sense တွေဖြစ်နေတဲ့ခံစားမှုလေးတွေပေါ့နော်ဆိုတော့အနေလို့ကောင်းပါတယ်အခုချိန်လေးอ่ะဟုတ်အခုပေါ့နော်၁၇ရက်နေ့ကျရင် pressure ရှိမယ်ဆို၃လပိုင်းတန်းမှာအိမ်မေကယုံတင်มาဖြစ်တဲ့အတွက်အဲချစ်ကြည့်ပါလို့နည်းနည်းဘယ်လိုပြောမလဲ character တယောက်ချင်းစီတိုင်းကသူ့နေရာနဲ့သူအံဝင်ခွင့်ကြလေးဖြစ်ပြီးတော့မှဟိုတချို့ပိုင်းဆိုအရင်ရှိရတယ်ပေါ့နော်ဘဝမောတွေပြည်စင်มาပါလို့ပြီးလို့ရှိရင် the we fret production ကလည်းအခုနောက်ကားကြီးလည်းအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ ဟိုဟာဖြစ်ပါတယ်လို့အမိနေနဲ့တော့အကုန်လုံးကြည့်စစ်ချင်ပါတယ်လို့ပြောချင်ကြည့်ကြည့်ရင်တော့နည်းနည်းသိမယ်ပေါ့နော်ခံစားချက်လေးတွေကအရင်မိုက်ပါတယ်လို့ရည်ရတဲ့ချိန်ရှိတယ်အရင်ပျော်ဖို့ကောင်းတဲ့ကားလေးလို့ပြောချင်ပါတယ်ရှင်ဟုတ်